မြို့300ကနေ ပြန်လည်အသက်ဝင်လာတဲ့ဒိုင်ယာဝင်ပလေးရီမင်္ဂလာပါ Recon TV ကနေပြန်လည်ကြိုဆိုပါတယ်ဒိုင်ယာဘိုးဘလူးခေါ်တဲ့ဒီဒိုင်ယာဝင်ပလေးရီကမြို့300ကနေပြန်လာပြီဆိုတာကတော့ဒီတလောအသွေးမှာတော့တည်င်းထူတဲ့ပုံဖြစ်ပါတယ်အထူးသဖြင့် Game of Throne လိုမျိုး show ကိုကြိုင်နေတတ်ကြတဲ့သူတွေနဲ့ House Stark ကိုသဘောကျတဲ့သူတွေတော့ကတော့ဒီတည်င်းကစိတ်လုံရှားစရာဖြစ်ပါတယ်ဒါပေမဲ့ဒီတည်င်းနောက်မှာစူးစူးညံ့ညံ့တန်းတွေလည်းပါလာပါတယ် အဲ့ဒီအတန်းကတော့မြို့ရူဗီဇာအသိပ္ပံပညာရှင်တွေနဲ့အဲ့ဒီပညာရပ်ကိုစိတ်ဝင်စားကြတဲ့သူတွေစီကလာတာပါတန်ရဝင်ပလေတွေကအမေရိကတိုက်တကြုံမှာကျင်းနေကျဆန်းခဲ့ကြတဲ့ကောင်းတွေဖြစ်ပြီးကမ္ဘာပေါ်မှာရှိပူတဲ့ဝင်ပလေတွေအားလုံးထဲမှာအကြီးဆုံးလို့ဆိုကြတာရှိပေမဲ့အရှိရှိနေတဲ့မိကိုယောင်ဝင်ပလေ Grey Wolf တွေနဲ့အရင်ကြီးတော့မကွာပါဘူးတကယ်တော့ Grey Wolf တွေက Dire Wolf တွေနဲ့အနီးစပ်ဆုံးဝန်ကွဲတွေဖြစ်ပါတယ် DNA အဖြစ်နဲ့69တထောင်မှ900ခန်းလောက်ထိကိုတူညီကြပါတယ်။ဒါပေမဲ့အခုတရားဝင်ပလေးကိုပြန်လည်ခေါ်ဆောင်လာတဲ့အခါမှာတော့ Greenwood တို့ရဲ့ဂျင်းထဲကနေပဲပြန်လည်တိစောက်ပြုပြင်ထားတာဖြစ်ပါတယ်။တရား Wolf တို့ရဲ့ဂျင်းတွေကိုသူတို့ရဲ့ကြောက်ဖြုတ်ရုပ်ကြွင်းတွေထဲကနေပြန်လည်ရယူပြီး Greenwood ရဲ့ DNA အစင်ထဲမှာပြန်လည်ပြုပြင်ထားလို့ဒီလိုပြန်လည်ဖန်တီးထည့်တဲ့ Colossal Bioscience Inc. ကဆိုပါတယ်။ဒီကိစ္စကမြို့ဗီဇာအင်ဂျင်နီယာတိတ်ပံပညာရဲ့ တခိဆမ်းမှုကိုရောက်လာပြီးဆိုကြတဲ့သူတွေရှိတယ်လို့တချို့ကလည်း AI kit အလုံးမှာရိုးရိုးဗီဇာအင်ဂျင်နီယာဂျနိုက်တက်အင်ဂျင်နီယာ kit ကိုရောက်လာဖို့ဂျီလန်ပြင်နေပြီလို့တုံ့တန်နေကြတဲ့သူတွေရှိပါတယ်တကယ်ကိုဒိုင်းယားဝင်ပလေးတွေကလွန်ခဲ့တဲ့ညစ်13000လောက်ကနေမျိုးတုံးသွားခဲ့တာဖြစ်ပါတယ်ဒီကဲခေတ်လောက်ဖြစ်ပါတယ်ဒီကိကကတတဝါတကောင်ကလက်ရှိကဘာကြီးပုံမှာဘလိုရှင်တန်နိုင်မလဲဆိုတာကိုတော့ဆက်ပြီးဆုံးကြည့်ရအောင်မှာဖြစ်ပါတယ်။တစ်ဖက်မှာလည်းဝေဖန်မှုတွေကတန်းစီနေပါတယ်။ တချို့ပညာရှင်တွေနဲ့သူတည်သူတွေကဒါကဘလို့မှဒိုင်းယံဝင်ပလေမဟုတ်ဘူးလို့ဆိုကြပြီးဒါကတီချာမျိုးစိတ်တစ်ခုကိုဖန်တီးယူလိုက်တာဖြစ်ပြီးဒိုင်းယံဝင်ပလေလို့ခေါ်လို့မရဘူးလို့ဆိုကြပါတယ်သူတို့ဆိုလိုချင်တဲ့သဘောကတကယ်ဒိုင်းယံဝင်ပလေတွေကလွန်ခဲ့တဲ့နှစ်အတောင်း3000မှာမတုံးခဲ့ပြီဖြစ်ပြီးဒီကောင်တွေကတော့စံတက်ခန်းထဲကနေဖန်တီးထုတ်လုပ်ထားတဲ့မျိုးစိတ်အသေးတစ်ခုပဲလို့ယူဆကြတဲ့သဘောဖြစ်ပါတယ်တချို့ကလည်းရေကဲခစ်မှနေတဲ့ကောင်တွေကဒီနေ့အပူလွန်ပြီးကာဗွန်တွေများ ဖလုံးအင်အနိတင်တွေပြည်နေဂီယာစနစ်ပြည့်ယူနေတဲ့ကဘာကြီးမှာဘလို့ညက်တည်နိုင်မလဲဆိုတာကိုတော့ဘသူမှမတိနိုင်ဘူးလို့မကြီးမရသဘောတွေဆိုကြပါတယ်တကယ်တော့ဂျင်းစတန် DNA သဘောအရရင်ဆိုင်နေရတဲ့အခြေအနေအလိုက်မျိုးရိုးစင်ဆက်လက်စစ်ကမ်းပြီးတဲ့ဗီဇာတွေထဲမှာအခြေအနေနဲ့လက်လျောညီထွေစေတဲ့ပြောင်းလဲမှုတွေပါလာပြီးသားဖြစ်ပါတယ်ဒါပေမဲ့လွန်ခဲ့တဲ့နှစ်13000ကကောင်တွေကတော့ဒီလိုဂျင်းစတဲကဗီဇာအတိမျိုးပါမပါဆိုတာကိုတော့အမှတ်ခံချက်မရှိပါဘူး ပြန်တုတ်ပြန်ကြတဲ့အချို့တော်သိပ္ပံပညာရှင်တွေက Grey Fox ရဲ့ DNA နဲ့ Gene State မှာအဲ့ဒီအချက်တွေပါမီတာဖြစ်လို့ open ဆရာမလို့ဘူးလို့ဆိုကြပါလေ။ဒီကနေ့တစ်ဆင်းနောက်ထပ်တခြားသက်တော်တွေကိုပြန်ခေါ်ရင် Jessica Park တဲ့အရလိုမျိုးကမောကမမျိုးတွေဖြစ်လာနိုင်မလားဆိုတာကိုတော့စိုးရိမ်နေကြတဲ့သူတွေလည်းရှိပါတယ်။သူတို့ဖြစ်ရင် Diane Wolf တွေပြီးသားရင်လွန်ခဲ့တဲ့နှစ်4000ကျော်လောက်မှမြို့တုံးသွားတဲ့ Man Mot အမွေးရှိစင်ကြီးတွေကိုပြန်ခေါ်လာနိုင်ဖို့အလားအလာရှိတယ်လို့ပသင်းတွေထွက်လာနေတာကြောင့် ီလိုပူပန်နေတဲ့သူတွေကလည်းပူပန်နေတာပါတိချာတာတစ်ခုကတော့ကျွန်တော်တို့ AIK ရဲ့အမြင့်ဆုံးအထင်ကုန်တော့မရောက်သေးခင်မှာပဲမျိုးရိုးဗီဇာအင်ဂျင်နီယာအသက်ပညာကလည်းနောက်ကလေးအချိန်နဲ့လက်ရနေပါပြီဖြစ်ပါတယ်အခုလိုမျိုးစိတ်ဝင်စားဖို့ကောင်းတဲ့ဗီဒီယိုလေးကို နေ့စဉ်ပတ်စင်တင်ဆက်ပေးနေရဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ channel ကို subscribe လုပ်ပြီး support လုပ်ရပါတယ်ဆုံးသတ်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့တာပေါ့